ိုးနေတော့လူမိတဲ့အတွက်သကိုးဝအင်ရှင်နှစ်ဦးကိုဒါနဲ့ဆက်ကိုးချက် ထိုးတက်မှုဖြစ်ပွားခဲ့ပါတယ်ရန်ကုန်ဒုက္ခအေရာမှာ ဖြစ်သွားတာပါသကိုးကဝရဏာကနေကြော်တက်လာပြီးအိမ်ထဲကိုခိုးဝင်နေတဲ့အချိန်အင်ရှင်လင်မယားနှစ်ဦးတို့နဲ့ထိတ်တိုက်တွေ့ရာကမြောက်စလုံးကိုဒါနဲ့ထိုးတက်လိုက်ခဲ့လို့ဆိုပါတယ် လင်မယားနှစ်ဦးစလုံးဓာတ်တံရှိနေတဲ့အချိန်မှာပဲလူမှုကူညီအသင်းကိုအကြီးပေါ်ဖုံးဆက်အကူအညီတောင်းခဲ့ပြီးဇနီးဖြစ်သူဟာသတိရရှိပြီးတော့စိုးရိမ်ရဒဏ်ရာနဲ့ဖြစ်နေပါတယ်။ခင်မိုးဖြစ်သူကတော့ဒဏ်ရာ19ချက်နဲ့သတိမရတော့ပဲရှိနေလို့သိရပါတယ်။အဲဒီနောက်မှာတော့ကူညီအဖွဲ့တွေရောက်လာပြီးစိုးရိမ်ရဒဏ်ရာရရှိထားတဲ့ဇနီးဖြစ်သူဟာသူ့ခင်မိုးအသက်မဆုံးရှုံးသေးဘူးအထင်နဲ့သူ့ခင်မိုးကိုပဲပထမဆုံးအသက်အမြန်ကယ်ဖို့အကူအညီတောင်းဆိုခဲ့လို့သိရပါတယ်။ ရဲစဲသမားတွေကသူမရဲ့ခင်မွန်းဖြစ်သူဒံယာ16ချက်နဲ့အသက်ဆုံးရှုံးသွားပြီဆိုတာတေချာသိရပေမဲ့စိုးရင်ကဒံဟာရရှိထားတဲ့ဇနီးဖြစ်သူရဲ့အသက်ကိုအချိန်မီကယ်ဆယ်ဖို့စူးစမ်းကြပြီးစိတ်မထိခိုက်စေဖို့ခင်မွန်းဖြစ်သူအသက်မရှိတော့တာကိုမပြောပြသေးပဲခိတ္တဖုံးဖိခဲ့ကြရလို့ဆိုပါလေအခုချိန်မှာတော့ဇနီးဖြစ်သူဟာစိုးရင်ကလူနာဖြစ်ပေမဲ့လည်းတတ်တာမှုရှိလာပြီလို့သိရပါလေ ပူကင်းဖြစ်ပွားရာဒုက္ခဒဂုံအင်ယာကတဆင့်ရေးပေါ်လူနာဇနီးနဲ့တေဆုံးသူခင်မိုးတို့ကိုစံပြဆေးရုံကြီးကိုကူညီပို့ဆောင်ပေးခဲ့ကြလို့သိရပါတယ်။ဆိုဝါဖြစ်စဉ်မှာတွားရောက်ကူညီပေးခဲ့တဲ့အမျိုးသမီးတူကရေးပေါ်အခြေအနေမှာဇနီးဖြစ်သူတယောက်ကိုရအောင်ကယ်ဆယ်နိုင်ခဲ့ပါတယ်။လူနာလာကူတဲ့ဆနစ်ကျော်တက်တန်းမှာညာရေးဂါဝန်နဲ့လူနာကူရတာပါပဲ။ဓာတ်ထုတ်ခံရတဲ့လူနာရှိတယ်အမြန်ပြေးလာဆိုတော့ရောက်တဲ့အချိန်မှာသူထွက်လွန်နေပါပြီ။လူနာမတူဦးနဲ့ ကြောက်ကတော့တည်ဆုံးနေပါပြီ။ကိုယ်တိုင်နာကျင်နေပါလျက်နဲ့ကျမယောက်ျားကိုကူပေးပါဆိုတဲ့အမကိုအမယောက်ျားဆုံးသွားပြီလို့ပြောမထွက်ပဲအဲ့ဒီအမရှင်တန်ဖို့သွေးထိန်ပြီးတော့ဇေယုံကိုပို့ပေးခဲ့ပါတယ်။အသက်ရှင်ပြီဆိုမှအသက်ဝဝရှူနိုင်ပါလေ။ညအချိန်ပစ္စည်းလာခိုးရင်လူနာကိုအနေရလောက်ခံရတာပါ။ရှင်တန်ရတဲ့တက်တာတိုင်းအနေရကင်းဘေးရှင်းကြပါစေလို့သူရဲ့ဒုမုကွင်ရဲ့စာမျက်နှာမှာရေးသားထားပါတယ်။